နေပူသားတဲ့မိုးလေဝသအခြေအနေဟာဂရင်းလန်ရှိရေခဲမြစ်တွေအေးပြော်တာကိုသိသိသာသာမြန်ဆန်စီပြီးတကမ္ဘာလုံးပူနွေးမှုမြင့်တက်လာခြင်းရဲ့အကျိုးဆက်ကိုပုံမဆိုးရစေတယ်လို့ဗြိတိရှ်လေလာချက်တစ်ခုမှဖော်ပြထားပါရယ်။ ပြီးကြတဲ့အနှစ်20အတွင်းနွေရာသီရောင်တိုင်း Greenland ပေါ်မှာတိမ်တိုက်ဖြစ်ထုံးမှုတည်တည်သာသာရော့ကျသွားတာဟာရေခဲမြစ်တွေနဲ့ရေခဲတောင်တွေကိုပုံမှုပူနွေးစေဖို့နေရောင်ခြည်ဖျားထွက်မှုကိုပုံမှုဖြစ်ထွန်းစေကြောင်း Bristol တက္ကသိုလ်ကဥဆောင်တဲ့သုတေသနအဖွဲ့ကပြောကြားခဲ့ပြီးအဲ့ဒီတွေ့ရှိချက်ကို Science Advance Journal ကဖော်ပြခဲ့တာဖြစ်ပါတယ်။ဂျူရိုဓာတ်ပုံတွေနဲ့ရာသီဥတုပုံစံတွေကိုအသုံးပြုလေ့လာခဲ့ရမှာနှွေဘက်မူတိန်တိရခိုင်နှုန်းလောက်ဆုံးရှုံးမှုဟာ Greenland မှာရေခဲ28 GHz ကိုအရေးပြောစေတာဖြစ်လို့အဲ့ဒီပမာဏဟာ American ပြည်ထောင်စုကိုနှစ်စဉ်ရေထောက်ပံ့ပေးနိုင်တဲ့ပမာဏဖြစ်သောသိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Greenland ဟာ1995ခုနှစ်ကစတင်ပြီးရေခဲ4000 GHz ဆုံးရှုံးခဲ့ပြီးဖြစ်တဲ့အတွက်ပင်လယ်ရေမြ မျက်နှာပြင်မြင့်တက်စေတဲ့ရေခဲတွေအေးပြောင်းမှုကိုဖြစ်ပေါ်စေတာဖြစ်တယ်လို့သိရပါဗျ။နေဘက်မှာနေအောင်စီတိုးတက်ရရှိမှုအကျိုးဆက်ကကြီးမားပြီးအဲ့လိုနေတာတာကြောင့်လဲဂရင်းလန်းမှာဆယ်စုနှစ်တွေအတွင်းရေခဲအေးပြောင်းတာ၃ပုံ၂ပုံလောက်ရှိနေခဲ့တယ်လို့ Greenland လေးလာရဲ့အဖွဲ့ကိုဦးဆောင်တဲ့ Stephen Hofer ကပြောပါရယ်။မကြသေးခင်က Greenland ရေခဲအရေးပြောရဟာအပူချိန်မြင့်တက်လာမှုရဲ့အကျိုးဆက်ကြောင့်ဖြစ်တယ်လို့ထင်မြင်ခဲ့ကြပြီးအဲဒီလိုအပူချိန်မြင့်တက်တာမိုးတိမ်တွေအပြောင်းလဲဖြစ်မှုတို့ဟာအကြောင်းမဲ့တသက်မဟုတ်ဘူးဆိုတာကိုလေးလာတွေးရှိခဲ့တယ်လို့သိရပါရယ်။ ။အဲ့ဒီအဖြစ်အပျက်တွေဟာလွန်ခဲ့တဲ့နှစ်20လောက်ကစတင်ဖြစ်ပေါ်နေပြီးဒါဟာအံအားသင့်စရာဖြစ်တယ်လို့စတီဗင်ဟော့ဖာကပြောပါရယ်။အပူချိန်မြင့်တက်လာတာဟာမိုးလေဝသပုံစံနဲ့တိမ်ဖြစ်ထွန်းမှုကိုရောနေစေပြီးရေခဲမြေနှိမ့်ချမှုကိုဖြစ်ပေါ်စေတယ်လို့သိရပါရယ်။အာတိတ်သမုတ်တရားထဲမှာရေခဲတွေပြင်းပြမျောနေတဲ့ပမာဏဟာ2016ခုနှစ်မှာအကြမ်းဖြင့်စတူရန်ကီလိုမီတာ10.3တသန်းရှိတာဖြစ်လို့1989ခုနှစ်မှာဂျူရူးနဲ့လေးလာမှုတွေစတင်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းအနေအဆုံးဖြစ်တယ်လို့သိရပါဗျ။ thank you